တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့နေ့30ရက်နေ့အတွင်းကာလဟာကောင်းသောကံပြောင်းလဲတဲ့တွတ်တက်မှုကြီးရရှိမယ်စီမံချက်စစ်တွေကောင်းထည့်ဖော်နိုင်တယ်ပေါ်ပေါက်လာတဲ့ခွင့်ရေးစစ်တွေနဲ့ဘဝတည်လမ်းမှုကိုရရရှိနိုင်တယ်ဝင်းကျင်စစ်လမ်းကြောင်းစစ်တွေကိုစွန်စားထုတ်ကန်ရမှထူးခြားစွာအကျိုးဆက်ရရှိမယ်နေနေရအလုံးနေရပြောင်းရွှေ့ပြောင်းလဲတွေဖြစ်လာရင်ကိုယ့်အတွက်ကောင်းသောအကျိုးဆက်နဲ့တွတ်တက်မှုတွေကို ရရှိမဲ့နေထိုင်တဲ့ကောင်းတဲ့ခြေနေတွေလုံးဝပုံထွန်းနေတဲ့သဘာဝကိုရည်ညွှန်းချက်ပေးတဲ့ကာလတစ်ခု၂၂ရက်နေရာကိုအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။လိုရာပြည့်စုံနိုင်တယ်။23ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တယ်။ပြတ်နေတဲ့ဆက်သွယ်နဲ့ပြန်လည်ချိတ်ဆက်နိုင်တယ်။24ရက်နေ့မှာဝေကြီးကဏ္ဍလုပ်ငန်းကဏ္ဍတွေပြောဆိုဆောင်ရွက်သမျှအောင်မြင်ခြင်းတိုးတက်ခြင်းကိုရနိုင်တယ်။25ရက်နေ့မှာလုပ်ဖို့ကိစ္စပွဲတွေကြုံမဲ့ရန်တိုက်ခတ်နေတဲ့ ရှင်းပြလို့ရမယ်26ရက်နေ့မှာတော့စေတနာဝေဒနာဖြစ်တတ်တယ်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်စိတ်ရှည်ရမယ်29ရက်နေ့မှာတော့အညာဆိုးတွေအကုန်လုံးပြေလည်သွားပြီးတော့စေရေးချမ်းသာခြင်းနဲ့ဆင်ပြေခြင်းကိုကြုံတွေ့နိုင်တယ်28ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ငွေလိမ်ခံရတတ်တယ်ငွေချင်းရဆုံးတတ်တယ်29ရက်နေ့မှာလက်ဖွင့်ခြင်းကံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်အဲ့ဒီနေ့မှာခေါင်းစိတ်ခေါင်းလျှော်ပြည့်ရတယ်ကောင်းသောကျိုးဆက်ရရှိမယ် 30ရက်နေ့မှာတော့ရန်တိုက်ခတ်နေတဲ့ရှင်ပြီးလောက်ရမယ်အတိုက်ခတ်များမယ်31ရက်နေ့မှာတော့ဘောပေါလာတဲ့ခွင့်ရည်တွေကိုလက်တွေ့အသုံးချပြီးတော့အလိုပြည့်စုံခြင်းဘောပါတွတ်တက်ခြင်းကိုကြောင်းမယ်တနင်္လာနေ့ငံနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်တဲ့ငါ6ခန်းနိုင်နေကျိုးပေးတယ်အဝါရောင်လေးမောင်ရောင်ရွှေအိုရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စတွေတွေဆောင်ရွက်နိုင်တယ် အဝါရောင်ပန်းဝင်နေတဲ့ဖျားကတ်သူပြီးလောရာဆူတောင်းမှာဆူတောင်းပြပါနေမယ်ကျေးဇူးတင်ပါတယ်စနေနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာဝေးချေကံလုပ်ငန်းကံဘဝကံရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးလောရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံရှင်ဝမြမချင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေအထားရှိမယ် မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်အခက်အခဲကြဖြတ်သန်းနိုင်မယ်စုပေါင်းလုပ်ငန်းချိုးပင်းမယ်မျိုးသမီးမိတ်ဆွေကြီးကဲတူတာမှကူညီရမယ်ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေကိုရရှိနိုင်တဲ့နေထိုင်နဲ့ကောင်းတဲ့အခြေအနေတွေကိုကြုံမယ်အရာရာဆင်ပြေသောနေထိုင်နဲ့မိကောင်းဆွေကောင်းထောက်ကူရသောနေထိုင်ရှိမယ်23ရက်နေ့မှာအခက်အခဲကြကဖြတ်သန်းပြီးတိုးတက်မယ်ရဲဝဲရကောင်းသောသတင်းစကားရမယ်24ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းချိုးပင်းခြင်းကြုံမယ် 25ရက်နေ့ရံပြဿနာရင်းနဲ့ထိတဲ့ရင်ဆိုင်ရမယ်26ရက်နေ့မှာ အခက်အခဲတစ်မျိုးဖြစ်ရှင်းနိုင်လိမ့်မယ်မထင်မှတ်ထားတဲ့ငွေကြေးပြန်ရမယ်မရဘူးထင်တဲ့ငွေပြန်ရတာကိုပြောတယ်29ရက်နေ့ကတော့အရာရာဆင်ပြေပြီးလိုရာပြည့်စုံတိုးတက်ခြင်းရှိမယ်28ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ခြင်းနဲ့ရှေ့တိုးလောက်ကန်ခြင်းရဲ့အကျိုးကျေးဇူးရမယ်ကောင်းသောသတင်းစကားချုပ်မယ်29ရက်နေ့အထူးကံကောင်းတဲ့ရက်ဖြစ်တယ်အဲ့ဒီရက်ကနေစလိုက်တဲ့ကိစ္စမှန်သမျှအရာရာဆင်ပြေသွားမယ်30ရက်နေ့မှာဘာလို့လို့သတိရှိရမယ် ဝေချင်းမြုံနယ်မှုတွေမလုပ်နဲ့အကုန်ကြများတတ်တယ်ဒီနေ့တည်းရမှာကုန်ကြမှုမှာအချင်းကြီးဖြစ်တတ်တယ်ပစ္စည်းမွေနဲ့30တည်းနေ့မှာတော့လုံးစရာရှိတာကုန်ရှေ့တုံးလုံးနိုင်အားလုံးစင်ပြေသွားမယ်ရတ်တန့်တဲ့လုပ်တွေတောင်မှပြန်လဲစတင်လုပ်ကင်အကျိုးပေးနိုင်တယ်တနင်္လာတော့ကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဘုတ်ထူးကြောင့်စိန်နောက်ရှေ့ဖြစ်တတ်တယ်နှစ်လေး၆ကနန်းနေအကျိုးပေးတယ်အညိုးရောင်အပြာရောင်မိခွရောင်တွေဝစ်စစ်သုံးဆွဲပြီးအလိုရှိရာကိစ္စများရှေ့တိုးလုပ်ပါ၂၉ရက်နေ့မေလမှာခေါင်းစည်းခေါင်းလျှော်ပြုတ်လိုက်ပါ ထူးခြားသောအနာဂတ်ကိုရသွားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ပွဲသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာရပိုင်ခွင့်နေ့လက်ဝဲပြန်ရမယ်အခက်အခဲတွေအလုံးပြေလျောင်ဖြစ်ရှင်းနိုင်မယ်စီးပွားကံလုပ်ငန်းကံငွေကြေးကံတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကံခြင်းတို့ရဲ့ကောင်းသောကြိုးရရှိမယ် သူတပန်းနဲ့မတူတဲ့ဆုတော်နေရာနေတွေးခေါ်မျောမြင်ပြီးလှုပ်တာလေးတဲ့အစဉ်ပြည့်နေရာကိုအတွက်ကောင်းတဲ့ရက်ဖြစ်တဲ့ပေါ်ပေါက်လာတဲ့စိတ်ကူးတို့ကိုလက်တွေ့ကောင်းထဲဖော်လိုက်တယ်23ရက်နေ့ဒီမှကျအောင်မြင်ခြင်းဘဝတိုးတက်ခြင်းဝေခြင်းကံကောင်းခြင်းကိုကြောင်းမယ်24ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်အမျိုးသမီးမိတ်ဆွေကြည်ခဲ့သူထံကကူညီရမယ်25ရက်နေ့မှာဂရိပြည့်တဲ့သူတွေနဲ့တွေ့တတ်တဲ့ရန်တိုက်ခန့်တွေနဲ့ထိတ်တဲရဆက်ရတဲ့26ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ် စီးပွားရေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်29ရက်နေ့မှာမထင်မှန်ပဲပြောင်းလဲမှုနဲ့လမ်းကြောင်းသစ်တွေပေါ်ထုတ်ပြီးလွတ်လိုက်တာအကျိုးပေးလိမ့်မယ်28ရက်နေ့မှာငွေရေးခြေခံကောင်းမဲ့လက်ပွင့်မဲ့ရပိုင်ခွင့်တွေပြန်ရ29ရက်နေ့ကထူးထူးခြားခြားပြောင်းလဲတဲ့တိုးတက်မှုရှိနေမှာကောင်းစေကောင်းဆိုပြင်ချက်ပြေမင်္ဂလာရှိခြင်းတိုးတက်ခြင်းကိုကြောင်းမယ်30ရက်နေ့ကတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးမှအောင်မြင်မယ်30ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမှုနဲ့ကောင်းသောကျိုးဆက်တိုးတက်မှုတွေကို ရရှိခြင်းနဲ့တိုးတက်ခြင်းတွေကိုရမယ်တဘာဝအနေထားကိုတွေ့ရပါတယ်ဒီကာလအတော်တွဲမှာတနင်္ဂနွေနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နေ့ငါခွန်ကနန်းနေ့ကျိုးပေးပါတယ်အဖြူစိမ့်မိကိုရောင်တို့ကိုဝိစေသောဆွဲပြီးလူရှိရကိစ္စတွေဆောင်ရွက်ပါပန်းဖြူပြားတင်ပြီးတော့လူရဆန္ဒပြုပါဆန္ဒပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံး မင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရန်တိုက်ခံများနဲ့ထိတိုက်တွေ့ပဲဘူလစီစင်တာတမျိုးလက်တွေ့တမျိုးဖြစ်ပဲဘာမှချိုးတင်ပြင်ဆင်ထားလို့မရနောက်ကိုကလုံးချင်တဲ့ကိစ္စတွေမှာနှောင့်နှေးတတ်တယ်ပေါ်ပေါလာတဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးအောင်မြင်လို့ရင်တော့ထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်စက်ပစ္စည်းလျှက်စစ်ပစ္စည်းတွေပျက်စီးများမယ်သိမ်းဆဲထားတဲ့ငွေတွေထုတ်သွင်းရတတ်တယ် ရတန်တာတဲ့လူတွေကိုတော့ပြန်လည်စတင်နိုင်နေမယ်ပြဿနာဟောင်းနေတဲ့ပြန်ဖြေရှင်းနိုင်နေမယ်လုပ်ငန်းစစ်တွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းတွေရှိလာစနေရနေ့ကတော့ရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့ရနေမယ်23ရက်နေ့မှာအလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းကံတွေရှိမယ်ရည်မှန်းချက်သေအောင်မြင်မယ်24ရက်နေ့မှာရှင်ပြောင်းမှုမသမယအောင်မြင်မယ်ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်25ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံအထူးကောင်းနေမယ် 26ရက်နေ့မှာရှင်ပြန်မှုမမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။29ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။28ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးခဲ့ဒုက္ခထာငါးနေကုညီရမယ်။စမ်းပွင့်မယ်။29ရက်နေ့မှာခီးကံကောင်းမယ်ပြောင်းလဲကံကောင်းမယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။30ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြုံမယ်။31ရက်နေ့မှာအတိုက်ခံနေကြတဲ့ကဖြတ်သန်းပြီးလိုရာကိစ္စတွေဆောင်ရွက်အကျိုးပေးနိုင်မယ်။ကြာသာပတိနေ့သောက်ကြနေရင် စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါကိုကနန်းနေ့ကျိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာခေါင်းစည်းခေါင်းဆောင်ပြုလိုက်ပါထူးခြားသောကောင်းခြင်းကံတွေရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလဟာ ရံပတိဘက်ကတွေကြားတဲ့ကထူးခြားစွာအမြင်မှုကိုရနိုင်တယ်။လက်နာဘကံကောင်းခြင်းစီးပွားကံကောင်းခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းအခက်အခဲကြမှာပြေလျောင်ဆောင်ရွက်နိုင်ခြင်းတွေရှိမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုလောကန်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရမယ်။ဝိဉ္ဇီလမ်းကြောင်းစီးပွားလမ်းကြောင်းဘဝတိုးတက်မှုလမ်းကြောင်းတွေမှာတမန်နဲ့မြင့်တဲ့နေထားနဲ့ကောင်းသောကံကြမ္မာတွေကိုဖန်တီးနိုင်လိမ့်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။တနည်းအနေနဲ့မှာ အရာရာအစီပြေခြင်းတိုးတက်ခြင်းကိုကြောင်းမဲ့23ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မဲ့ဘဝတိုးတက်မယ်24ရက်နေ့မှာရာတိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်25ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်မေတ္တာရေကံကောင်းမယ်အလောက်ချံအောင်မယ်26ရက်နေ့မှာဝေကြီးကံကောင်းမယ်အပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်29ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းကြောင်းမယ်28ရက်နေ့မှာရံပတိပက္ခတဲ့နဲ့ရှင်ပြီးလောက်ရမယ်26ရက်နေ့မှာဥတီကျပြောင်းပြီးလောက်တာတွေဆင်ပြေမယ် 30ရက်နေ့မှာရန်ပတိဘက်ကနေရှင်ရမယ်30ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံမြင်မှခြင်းရာရာဆင်ပြေခြင်းတွေကိုကြုံတွေ့ရလိမ့်မယ်တနည်းကနေနေသောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူများကြောင့်စိတ်နှောက်ရက်လေးတွေရှိတတ်ပါတယ်နှစ်သုံးခုကနန်းနေ့ကျိုးပေးပါတယ်အပြာရောင်ဖြူရောင်မီးခိုးရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာကောင်းစေကောင်းလျှော်ပြုပါ ထူးထူးခြားခြားကောင်းခြင်းကံတွေရပါမယ်ကျေးဇူးတင်ပါတယ်ဇာတာပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းဟာအထူးကောင်းတဲ့ကာလဖြစ်တယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်ဝေယကြီးကန္တစီပွားရေးရလုပ်ငန်းရေးရကံဖြားဖြားမှာကောင်းသောနေထားနဲ့တိုးတက်တဲ့ခြေနေတွေရှိတယ် ကာလရှိချာဆိုင်ငံ့ထားတဲ့လူတွေပြန်လည်စတင်နိုင်တယ်။ရှင်မချက်သစ်တွေကိုလက်တွေ့ကောင်းထည့်ဖို့ပြီးတော့အောင်မြင်မှုကိုရနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောက်ကန်ခြင်းတွေရဲ့အခါကောင်းကိုကြုံမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။လုပ်ငန်းမရှိသူလုပ်ငန်းရမယ်။လုပ်ငန်းရှိသူတိုးတက်မယ်။ရှင်နီမြုံနယ်မှုတော်မှာကောင်းသောအကျိုးကိုရရှိမယ်။နေ့ရက်နေ့ကလုံသမျှကြံသမျှအောင်မြင်ခြင်းကိုရ23ရက်နေ့မှာရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်မယ်။24ရက်နေ့မှာတော့ အထင်မှားခံရတဲ့ပဋိပက္ခများတဲ့25ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိ26ရက်နေ့မှာဥတီချက်ပြောင်းပြီးလုပ်တာဆင်ပြေမယ်29ရက်နေ့မှာမထစ်ပတ်ဖဲငွေဝင်မယ်အလုပ်အောင်မယ်28ရက်နေ့မှာရံပဋိပက္ခနဲ့ထိတိုက်တွေ့မယ်29ရက်နေ့မှာဥတီချက်တဲ့နဲ့လောကကြီးဆင်ပြေမယ်30ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်ရမယ်31ရက်နေ့မှာအခက်အခဲတွေပြေလျောင်ဖြေရှင်းပြီးတော့ဘဝရည်မှန်းချက်နဲ့ လိုလားချက်တွေရှေ့တိုးလုံးလို့ကောင်းစွာအကျိုးပေးခြင်းနဲ့အစ်စ်မြင်သောဘဝအနေထားသို့ပြောင်းလဲတိုးတက်ခြင်းတို့ကိုတစ်ဆင့်ပြီးတစ်ဆင့်ရရှိကြိုးပေးနိုင်မယ်။ဇာတာပတိနှင့်ဗုဒ္ဓနှင့်ဤကနေ့မွေးစုတွေကောင်းကျိုးပေးတယ်။တနည်းလားသောကြမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိတတ်တယ်။369ခန်းနဲ့ကြိုးပေးတယ်။အပြာရောင်ဤရောင်ချက်သွေးရောင်အဝတ်တွေဝတ်ဆင်သုံးဆွဲလို့အကျိုးရှိတယ်။ 29ရက်နေ့မှာကောင်းစေကောင်းလျှော်ပြုပါထူကြသောနာဂတ်ကောင်းကိုရလာပါနိုင်မယ်ယေရှုတည်းမှာတောက်ချာနေဝေသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ရနေ30ရက်နေ့အတော်တွင်းကာလတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်ရှင်မန်းချက်စစ်တွေကိုဆောင်ရွက်နိုင်နေမယ် ရပ်တန့်ထားတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်။အပြိုင်ဆိုင်နေကြတဲ့ဒုတက်ဘုကိုဖဏိယယူနိုင်တဲ့ကံကြမ္မာရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှစ်တိုးဆောင်ရွက်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့ဒုတက်မှုကို ရရှိမယ်။ကိုယ်ပိုင်ယက်တီချက်နဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကောင်းကိုရရှိမယ်။နေ့နေ့မှာပြဿနာဟောင်းတွေကိုပြန်လည်ဖြေရှင်းပြီးရပိုင်ခွင့်တွေပြန်လည်ရနိုင်တယ်။23ရက်နေ့ကအရာရာကောင်းခြင်းစီပြေခြင်းနဲ့ကံမြမခြင်းရဲ့နှစ်သာရရှိတယ်။24ရက်နေ့က မိတ်ဆွေကြီးကလေးထံကကူညီရတဲ့နေမျိုးစားဖြစ်တဲ့25ရက်နေ့မှာပေါ်ပေါက်လာတဲ့အချမ်းစီတွေကိုတက်တွေ့သုံးချပါထူးထူးခြားခြားအဆင်ပြေနိုင်မယ်အယံဝင်းနဲ့ဆက်ဆက်တွေလည်းကျိုးပြီး26ရက်နေ့မှာရန်တိုက်ခံသိမ့်များတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြတ်တတ်တဲ့29ရက်နေ့မှာအခက်အခဲတွေထိုးပေါက်ပြီးတော့ရှေတိုးလောကန်ရံအတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တယ်28ရက်နေ့မှာအဟောင်းတွေပြန်လဲစတင်နိုင်တယ်နိုင်ရေးကိစ္စပေါ်နေမယ်လိုက်လံကူညီပေးလိုက်ပါ29ရက်နေ့ဟာ ထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရဲ့နှစ်သာရတွေရှိမယ်။30ရင်းနေမှာစီမံထားခြင်းမရှိဘဲပေါ်လာတဲ့ခွင့်ရေးအဆင်ပြေမယ်။အဲ့ဒီမှာဖိတ်စာတစ်စောင်ရမယ်။မင်္ဂလာဆောင်ဖိတ်စာရတယ်မင်္ဂလာဆောင်သွားပြောင်းသွားလိုက်ပါထူးခြားလိမ့်မယ်။30ရင်းနေမှာအတိုက်ခံတဲ့အနှောင့်အယှက်တွေကြားတဲ့ထိုးပေါက်ပြီးကိုယ့်ရဲ့နှမ်းကြောင်းကိုရှေ့ထိုးလုကင်နိုင်တဲ့နေသားကောင်းတွေဂျုံနေမယ်။ဒီကံလအတွင်းမှာတနည်းကလေးသောက်ကြစနေမွေးသူတွေအကျိုးပေးပြီးတော့တနည်းလာကြာသာပြီးဒုက္ခပေးတတ်တဲ့နှစ်ခုကိုကနန်းတွေအကျိုးပေးတဲ့အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုတုံးပြီးတော့ အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်29ရက်နေ့မေလမှာခေါင်းဆေးခေါင်းဆော်ပြုတ်လိုက်ပါထူးခြားတဲ့အနာဂတ်ကောင်းကိုရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်